အခြေအနေတွေကတော့ပြောင်းလဲကုန်ပါပြီ။စူပါလိဂ်ကိုနိုင်ရဖို့တဲ့ကျွန်တော်မှနီးစနစ်တွေရောဒီအခြေအနေရောရှိနေပါပြီဆိုပြီးတော့ရဲ6ပြည်လေးနေမှာရှိတဲ့နာမည်ကတော့လေးတန်းပြစ်လိုက်ပြီးလည်းဖြစ်ပါရယ်။မနေ့ကသူတို့ညအော်ဖစ်အော့ဖ်မှာစူပါလက်ကနာဘီကိုဟာတာပြောခဲ့ပေမဲ့နာဘီကခတ်တူတူကြီးနဲ့စူပါလက်ရဲ့နောက်ပြောင်ပြောဆိုမှုတွေကိုဘာမှပြန်မပြောဘဲနဲ့ရန်လိုရစ်စတိုင်နဲ့နေပြခဲ့တာဖြစ်တဲ့အတွက်စူပါလက်ကလည်းမျက်နှာပြတ်သွားခဲ့ပြီးတော့အတော်လေးသူတို့ညောင်ကြမှာ ရန်လိုဒေါသထွက်နေတဲ့ပုံပေါင်းနေပါ रे အခုတော့နာမီကစူပါလက်ကိုအမှုချိတ်ပြမီလို့ဆူထားလိုက်ပြီးလဲဖြစ်ပါ रे လုံခဲ့တဲ့နှစ်နှစ်ကလိပ်ပအကြောင်းဘာတစ်ခုမှမသိခဲ့ပါဘူးတဲ့အဲ့ဒါလို့လိပ်ပနဲ့ထိုးရတဲ့အတွေ့အကြုံနဲ့လုံးဝမရှိခဲ့ပါဘူးလို့နာမီကဆိုပါ रे အခုတော့လုံးဝပြောင်းပြန်ဖြစ်သွားပါပြီအချိန်လေးကအများကြီးကွာခြားသွားပါပြီစူပါလက်ကိုရှုံးတဲ့ဘွဲကသင်္ကန်းစာကြီးကြီးပေးလိုက်တဲ့ဘွဲပါပဲဒီယူစရာလေးအများကြီးရခဲ့တယ်လေးချပေါက်ပြောနိုင်တာကဒီတစ်ခေါက်ဒီတစ်ချိန်ဟာ အဲ့ဒီအတိုင်းလုံးဝဖြစ်လာမှာမဟုတ်ဘူးကျွန်တော်ကအနိုင်ရဖို့မှန်းထားတာပါစူပါလက်ကိုပြန်ပြီးတော့ရှုံးကျေးဆက်ချင်တာပါစိတ်ထဲမှာချန်ပီယံကပ်ဆိုတာအကြီးကိုတော့တွေးမထားပါဘူးစူပါလက်ကိုပြန်ပြီးအနိုင်ယူပြရုံပါပဲဆိုပြီးတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ဒါပဲပြောချင်တယ်ဆိုပြီးတော့နာဘီကပြောသွားခဲ့တာလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ပြောသွားတဲ့စကားနဲ့လက်တွေ့ဖြစ်ရကဒူလာမဒူဘူးလားဆိုတာကိုပရိသတ်တွေကိုစောင့်ကြည့်စေချင်တယ်ဆိုပြီးတော့နာဘီကထပ်လောင်းပြောကြားလိုက်တာဖြစ်တဲ့အတွက်နာဘီကတော့ စူပါလက်ကိုအနိုင်ရဖို့အတွက်အရန်ရန်ကိုယုံကြည်မှုလုံကင်းနေတယ်ဆိုပြီးတော့ပြည်သက်တွေကတော့ဝေဖန်မှုတွေရှိနေပါတယ်ဗျာ